ီနေ့မှာတော့ပညာရေးလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေနဲ့ချစ်တင်နေတယ်လို့တယောက်ကြောင်ပြောပြခြင်းပါတယ်။ဟုတ်ကဲ့ Fulbright ပညာသင်ဆုလိုမျိုးအမြင့်ဆုံးအထည်ရောက်ချတဲ့မြန်မာဆရာဝန်တယောက်အမေရိကန်မှာပါရဂူပဲယူရင်သူ့ဘဝရဲ့အကြီးမားဆုံးကြာရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတယ်။อืมအဲ့လိုချောကမ်းပါဆုံးကနေစိတ်တက်ကြန့်ခိုင်မှုကိုဘလို့ပြန်တည်ဆောက်ခဲ့တယ်လို့ဆိုရဲသူ့ရဲ့ကိုယ်တွေ့ဇလန်းကိုအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဒီအကြောင်းအရာကတကယ့်ကိုအရေးကြီးပါတယ်ဟုတ်ပါရဲ့ရှင်ဘာလို့လဲဆိုတော့လေဘွဲလွန်ကြောင်းသားတယ် အထူးသဖြင့်နိုင်ငံရဲ့ချမပညာတင်နေရတဲ့ကျောင်းသားတွေအပေါ်မှာရှိတဲ့ PI က um တင်ထားတာထည့်ရရင်ပိုကြီးမှလို့ပဲ။အော်ဟုတ်ကဲ့။ဒီဟောပြောသူကိုယ်တိုင်ကိုကသွားလေလေလာမှုတစ်ခုမှဆိုရင်ဘွဲ့လွန်ကျောင်းသား9.300ခန်းနှုန်းကကိုကိုကိုတေးကျောင်းကြံပိုတဲ့ခွေဖူးကြရတယ်။အဲ့လိုတော်တော်များတာပဲနော်။ဟုတ်တယ်။ဒီကင်းကနန်းကတကယ်ကိုမပေါ်ဆက်တဲ့အခြေအနေတစ်ခုကို ပြနေတာပေါ့။အများစုကစိတ်ဖိစီးမှုစိတ်ကြယောဂနဲ့စိုးရင်တော့ကဒီကို အနည်းနဲ့အမျှခန်းစားနေရတာပါ။ဒါကြောင့်ဒီနေ့ဆွေးနွေးမဲ့ဇလန်းကတဦးတယောက်ရဲ့အတွေ့အကြုံဆိုပေမဲ့တခြားသူတွေအထွက်လည်းအများကြီးအထောက်အကူဖြစ်နိုင်တယ်လို့ဆိုလိုတာပေါ့နော်။အတိအကျပါပဲ။လူများကြီးအတွက်ထပ်ပေါက်တစ်ခုဖြစ်နိုင်ပါလေ။ဟုတ်ပါပြီ။ဒါဆိုဇလန်းကိုအစကနေပြန်ကြည့်ကြရအောင်။ပညာရေးမှာအများအားထူးချွန်တဲ့ရှားဝင်တယောက်ကသူ့ရဲ့ပါရဂူဘွဲအစီအစဉ်ကနေရက်ဆက်ခံလိုက်ရတယ်။ဒီလောက်ကြီးမားတဲ့ကြာရှုံးမှုစီကိုဘလို့အကြောင်းအရာတွေပါတွန်းပို့လိုက်တာလဲရှင်။အဲ့ဒီကြာရှုံးမှုရဲ့နောက်ွယ်မှာလေး အကြောင်းရင်းတစ်ခုတည်းမဟုတ်ဘူးဟုတ်ကဲ့အများကြီးစုပုံစားယူနေတာကိုတွေ့ရတယ်ပရမဆုံးကတော့နိုင်ငံတကာចောင်းသားတယောက်အနေနဲ့ခန်းစားရတယ်ယဉ်ကျေးမှုကွာဟမှုရဲ့ဖိအားပေါ့อืมသူ့ကိုယ်တိုင်ဝန်ခံထားတာတစ်ခုကအုပ်စုလိုက်လုပ်ရတဲ့ assignment တွေမှာသူကပြက်ပြက်သားသားမပြောဆိုနိုင်ခဲ့ဘူးဩကိုယူရဆကိုယုံကြည်မှုရှိရှိမတင်ပြနိုင်ခဲ့ဘူးအဖွဲ့ထဲမှာအလုံးမလုံးတဲ့သူရှိနေရင်တောင်ဆရာကိုထွားတိုင်ဖို့ဝင်လေးနေခဲ့တဲ့ အဲ့ဒီအချက်ကတို့တို့စိတ်ဝင်စားဖို့ကောင်းတယ်။ဒါကမြမပညာရင်စနစ်ကနေလာတဲ့အကြောင်းသားတော်တော်များများကျုံရတတ်တဲ့အခက်အခဲတစ်ခုလို့ပြောလို့ရမလား။ဟုတ်တယ်ပြောလို့ရတယ်။ဥစုထဲမှာသဘောထားကွဲလွဲတာကိုထိတ်တဲ့ရင်ဆိုင်ဖို့အားနာတဲ့ယဉ်ကျေးမှုကအနောက်တန်းရဲ့ပွင့်လင်းတဲ့စနစ်နဲ့ကျုံကျင်တဲ့အခါအားနည်းချက်တစ်ခုဖြစ်သွားတဲ့တာမျိုးပေါ့။တော်တော်များများကျုံရတဲ့အခက်အခဲတစ်ခုပါ။ဒီမှာလည်းအဲ့ဒီအတိုင်းပဲ။အဖွဲ့ဝင်တယောက်ရဲ့အလုပ်တွေကိုပါသူတယောက်ချက်တာဝန်ယူလုပ်ခဲ့ရတော့ ူအတွက်စာမေးပွဲပြင်ဆင်ခြင်းလုံးဝမလောက်တော့ဘူးအချိန်မလောက်တော့ဘူးပေါ့ဟုတ်တယ်ဒါကတစ်ချက်နောက်တစ်ချက်ကမိသားစုတာဝန်နေနဲ့ပညာသင်ကြားရေးဖီးယားတွေကြားမှာသူ့ကျောင်းမကြီးကတိတိသားသားထိခိုက်လာတယ်ဟုတ်ကဲ့အထူးသဖြင့်အိမ်မျော်တွေပြည်တနာ insomnia ကအရန်ကိုဆိုးရွာလာခဲ့ပါတယ်ဒီအချက်တွေအားလုံးစုပေါင်းပြီး သူ့ကိုဒီအခြေအနေစီတွန်းပို့လိုက်တာပါပဲဒီလိုမျိုးအောက်ဆုံးထိရောက်သွားတဲ့အခြေအနေကနေလူတယောက်ကဘယ်ကစပြီးပြန်ထမလဲဆိုတာစဉ်းစားလို့တော့မရဘူး သူ့အတွက်ပထမဆုံးကယ်တင်ရှင်ကဘာဖြစ်ခဲ့လဲရှင်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်သူ့ရဲ့ပြန်လဲရုံးထွက်မှုကကြီးကြတဲ့အဆီဇန်တစ်ခုကနေစခဲ့တာမဟုတ်ဘူးဟင်အရန်ကိုတဲငယ်ပြီးလက်တွဲကျတဲ့အရာနှစ်ခုကနေစခဲ့တာတစ်ခုကသူ့ရဲ့အိမ်မြော်တဲ့ပြဿနာကိုသတ်သာစေဖို့ချက်ချင်းရှာဖွေ နားထောင်ခဲ့တဲ့ mindfulness meditation video တစ်ခုဟင်နောက်တစ်ခုကတော့သူ့ဘဝအတွက်အရန်အတိတ်ပဲရှိတဲ့ကြပြတစ်ခုပါအကျအတဲဖြစ်နေချိန်မှာကြပြတစ်ခုကို အားကိုးရဲဆိုတာ နည်းနည်းတဲ့ခံစားမှုတစ်ခုပဲဘယ်လိုကြပြမျိုးပါလဲဘာလို့အဲ့ဒီကြပြကသူ့အတွက်ဒီလောက်ထိအရေးပါခဲ့ရတာလဲအဲ့ဒါက Rudyard Kipling ရဲ့ If ဆိုတဲ့ကြပြပါဒီကြပြကသူ့အတွက်တန်ဖိုးအရန်ကြီးတယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ Trump ရဲ့ရှစ်စစ်ရှစ်ခုနှစ်အရေးခင်ကာလာဒွန်ကကွယ်လွန်သွားပြီဖြစ်တဲ့သူ့ထက်ခင်ကသူ့ကိုလက်ဆောင်ပေးခဲ့တဲ့ကြပြဖြစ်နေလို့ပဲဩဖာဟင်ပေးခဲ့တဲ့လက်ဆောင်ကိုဟုတ်ပါတယ်အဲ့ဒီချိန်တုန်းကဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကဗျာကိုဘာသာပြန်ကြီးလူတို့ကိုမိတ်ဆက်ပေးခဲ့ဘူးတော့သူ့အတွက်ဒီကဗျာဟာမိသားစု အမတ်တရားနိုင်ငံရဲ့တမိုင်းနဲ့တူတန်ပိုးထားတဲ့အရာအားလုံးကိုပြန်လဲချစ်ဆက်ပေးတဲ့ကြောက်စုတစ်ခုလို့ဖြစ်တော်ခဲ့တယ်။ဆိုတော့ဒါဟာစာသာသက်သက်မဟုတ်ပဲသူ့ရဲ့ကိုယ်ပိုင်လက္ခဏာသူ့ရဲ့အတိတ်နဲ့သူ့ရဲ့အနာဂတ်ကိုပြန်ချီးပေးတဲ့ကြိုးရချောင်းလို့ဖြစ်သွားတာပေါ့နော်။အတိတ်ကြပဲ။ကဗျာတွေကဘလို့အတွေးခေါ်တွေကသူ့ကိုလက်တွေ့မထောက်ကူပြုခဲ့လဲရှင်။ကဗျာထဲမှာအဓိကအကျုံဆုံးစာသာတစ်ခုရှိတယ်။ If you can meet with triumph and disaster and treat those two imposters just the same. အွန်မီမူနဲ့ကြာရှုံးမှုဆိုတဲ့လူလိန်ညွေရောက်ကိုအတူတူပဲသဘောထားနိုင်ရလို့အကြံဖြင့်ပါတာပြန်လို့ရမယ်ထင်တယ်။ဒီအတွေးခေါ်ကသူ့ရဲ့စိတ်ကိုအများကြီးတည်ငြိမ်စေခဲ့တယ်။ဟုတ်ကဲ့။အွန်မီမူဆိုရလေတကယ်တော့ထာဝရမဟုတ်ဘူး။ကြာရှုံးမှုဆိုတာလည်းအဆုံးသတ်မဟုတ်ဘူး။နှခုလုံးကဘဝမှာယာယီဖြစ်တန်းသွားတဲ့အရာတွေပဲဆိုတဲ့အမြင်ကိုရရှိခဲ့တယ်။ ဒီအမြင်ကနေတဆင်သူဟာသူ့ရဲ့ယဉ်ကျေးမှုနောက်ခံဖြစ်တဲ့ဘောရဘာသာရဲ့အခြေခံတရားတွေကိုပြန်လဲအထုံးချဖို့လမ်းစာတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပိုင်းကိုရောက်လာပြီသူဟာရှေးကြတဲ့တာသနာတွေကိုခက်သစ်စိတ်ပိုင်းဆိုင်ရာအခက်ခဲအတွက်လက်တွေ့ကြတဲ့တူးတွေဖြစ်ဘလို့ပြောင်းလဲအသုံးပြုခဲ့တယ်လဲဆိုတာပေါ့ပထမဆုံးကဘာဖြစ်မလဲရှင်ပထမဆုံးကတော့မင်္ဂလာတုတ်ထဲမှာပါတဲ့လောကရန်တရားကိုကြံ့ကြံ့ခံနိုင်ခြင်းဆိုတဲ့အချက်ပါ လောကရန်တရားဟုတ်တယ်လောကရန်တရား၈ပါးဖြစ်တဲ့လပ်အလပ်ယက်အယက်နင်းတာပဒန္တာဒုက္ခဒုက္ခဆိုတဲ့လောကရဲ့အတ္တအကျအရကိုကြုံတွေ့ရတာဟာလောကရဲ့သဘာဝပဲလို့သူကရှုမြင်လိုက်တယ်ဟုတ်ကဲ့ဒီမြင်နဲ့ကြည့်လိုက်တဲ့အခါငါတယောက်တည်းမှဒီလိုဖြစ်ရတယ်ဆိုတဲ့ခံစားချက်ကနေဒါဟာလူတိုင်းကြုံရနိုင်တဲ့လောကရဲ့သဘာဝတရားတစ်ခုပဲ။ ဆိုတဲ့အမြင်ဘက်ကိုပြောင်းသွားတယ်ဆိုလိုတာတော့သူ့ရဲ့ပြည်သမားကိုကိုရဲကိုတာကြာရှုံးမှု personal failure တခုအဖြစ်မမြင်တော့ဘဲနဲ့ဟုတ်တယ်လူလားတိုင်းကြုံတွေ့ရနိုင်တဲ့အခြေအနေတခု human condition အဖြစ်ရှုမြင်လိုက်တာပေါ့အဲ့လိုအမြင်ပြောင်းလိုက်တာနဲ့တင်စိတ်သက်သာရရသွားနိုင်တာကအံ့ဩစရာပဲနော်ဟုတ်ပါတယ်အဲ့ဒီအမြင်ကိုပိုပြီးခိုင်မာသွားစေတဲ့နောက်တစ်ချက်ကတော့အနတ္တအနတ္ထလို့ခေါ်တဲ့အဆုမအဝလက်တွေ့အတုံးချတာပဲအနတ္တအနတ္တဆိုတာ ငါငါအိုစာဆိုတဲ့ဆွဲလမ်းမှုမရှိခြင်းပေါ့ဒီချရှုံမှုဟာငါကြုံရတာငါဘဝကက်စီးသွားပြီလို့မြင်တဲ့အခါမှာအယံကိုနာကျင်ခံစားရတယ်ဟုတ်မှာပဲဒါပေမဲ့ဒီအထစ်တွေကိုငါဆိုတဲ့ခေါင်းစဉ်အောက်ကခဏထုတ်ပြီးကဘာဘုံကလူသားတယောက်ဟာပညာရေးမှာအခက်အခဲတကူကြုံတွေ့ခဲ့ရတယ်ဆိုတော့တတိယလူအမြင် third person perspective ကနေပြန်ကြည့်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေတိတိတတ်တာရော့ပါသွားခဲ့တယ်လို့သူကရှင်းပြသွားတယ်။ဒါဟာရှိကြတဲ့သဒ္ဒနာကိုလက်တွေ့ကြတဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ကူးထုံး cognitive reframing technique တခုအဖြစ်အသုံးချလိုက်တာပဲနော်။ဒီကြာရှုံးမှုကငါရဲ့တန်ဖိုးကိုအဆုံးအဖြတ်မပေးဘူးဆိုတဲ့အတွေးကိုခိုင်မာစေခဲ့တာပေါ့။မှန်ပါတယ်။တခြားဘယ်လိုနည်းလမ်းတွေကိုတူးဆက်ပြီးအသုံးပြုခဲ့သေးလဲရှင်။နောက်တစ်ခုကတော့ကြာရှုံးမှုတွေကအခွင့်အလမ်းကိုရှာဖွေခြင်းပါ။သူဟာဒီအဖြစ်အပျက်ကို သူ့ကိုယ်သူပြန်လဲသုံးသပ်ဖို့အခွင့်အရေးတခုအဖြစ်အသုံးချခဲ့တယ်ဟုတ်ကဲ့အရင်ကသူတက်ခဲ့တဲ့ဂျမ်းမာရဲ့မူဝါဒနဲ့စီမံခန့်ခွဲမှုပါတာရက်ကသူ့ရဲ့တကယ်ဝါသနာဟုတ်ရဲ့လားလို့ပြန်မေးခွန်းထုတ်ခဲ့တယ်အော်အဲ့ဒီမှာသူ့ရဲ့တကယ်စိတ်ဝင်စားမှုကစိတ်ပညာဒသနာနိကဝေဒာနဲ့လူမှုဘေဒအပေါ်မှာပူပြီးရှိနေမှန်းသူရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့ဒီချက်ရှုံးမှုကသူ့ကိုလမ်းကြောင်းမှန်ပေါ်ပြန်အောင်ညွန့်ကြပေးလိုက်တဲ့တန်လိုက်အိမ်ဖြောင်းတစ်ခုလို့ထိသွားမိတာပေါ့ဟုတ်ပါတယ် အလိုပြောလို့ရတယ်။နောက်ပြီးဒါနာဒါနာဆိုတဲ့အယူဆကိုအသုံးချခဲ့တာလဲစိတ်ဝင်စားဖို့ကောင်းတယ်။ကိုယ့်ရဲ့နာကျင်စရာအတွေ့အကြုံကိုတခြားသူအတွက်အကျိုးရှိအောင်ပြန်မြဝေမေးလို့ဆုံးဖြောက်လိုက်တာမျိုးလား။ဟုတ်ပါတယ်။သူကဒီလိုတွေးလိုက်တယ်။တနေ့နေ့မှာဒီလိုနာကျင်ခက်ခဲတဲ့ငါရဲ့အတွေ့အကြုံကိုလူတွေရှိမှပြန်လဲမြဝေမယ်။ငါဇလန်းကတခြားအခက်ခဲကြုံရတဲ့လူတွေကအားစစ်တစ်ခုဖြစ်စေရမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာသူ့ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေက အတိပယ်ရှိတဲ့ရွေရွေချက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။အင်းကိုယ့်ရဲ့တန်ရာကိုတခြားတူအတွက်ဆေးတစ်ခွက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကသူ့ကိုအများကြီးပြန်ကူးစားပေးခဲ့ပါတယ်။သူ့ရဲ့ပြန်လဲထူထောင်ရေးခီးမှာအသွေးခေါ်ပိုင်းဆိုင်ရာအားကိုးရာတွေပြင်တခြားလက်တွေ့ကြတဲ့ကိုယ်ပိုင်ပြုစုစောင့်ရှောက်မှု self care တွေလည်းပါဝင်သွေးတယ်လို့သိရတဲ့အထူးသဖြင့် intermittent fasting လို့တမ်းမျိုးပေါ့။ဟုတ်တယ်။ ဒါကရုပ်ပိုင်းဆိုင်ရာကျင့်စဉ်တစ်ခုလေအဲ့ဒါကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုဘယ်လိုထောက်ကူပြုခဲ့တာလဲဒီအချက်ကစိတ်ဝင်စားဖို့ကောင်းတယ် intermittent fasting ဆိုတာကတနေ့တာမှအစာစားတဲ့အချိန်ကို၈နာရီအတွင်းကန့်တတ်ပြီးဟုတ်ကဲ့ကျန်တဲ့၆နာရီမှရေတကြမ်းမပါခဲ့လက်ဖက်ရေလိုမျိုးအရေပဲတောက်တုံတဲ့နီလန်ပေါ့သူကဒီနီလန်ကိုနှခ၁၈ခုနှစ်ကတည်းကအခုချိန်ကြီးနေ့စဉ်ကျင့်သုံးနေတော့ပဲအော်သူပြောတာက ဒီလိုစားတော့ကိုစီကံတက်ကြထိမ့်ချုံနိုင်တဲ့အခါမှာသူ့မှာမိမိကိုယ်ကိုထိမ့်ချုံနိုင်စွမ်း self control ရှိသေးတယ်ဆိုတဲ့ခံစားချက်ကိုပြန်ရလာစေတဲ့။အင်းဘဝရဲ့တခြားအရာတွေကထိမ့်ချုံလို့မရအောင်ထင်းနေချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စားတော့မှုကိုထိမ့်ချုံနိုင်ခြင်းကသူ့ကိုစိတ်တည်ငြိမ်မှုနဲ့အစွမ်းထက်တဲ့ခံစားချက်ကိုပြန်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါဖြင့်သူ့ပုံဝင်ခြင်းကလူတွေရဲ့အားပေးမှုအားလည်းအရေးပါတဲ့အခက်အခဲကနေပေါဝင်ခဲ့တယ်နော်။ဟုတ်ပါတယ်။ အထူးသဖြင့်ဘာသာမတူတဲ့မိษွေတွေအားပေးမှုတွေကသူ့ကိုအမြင်အမျိုးမျိုးကနေခွန်အားဖြစ်စေခဲ့တယ်လို့သိရတယ်။ဟုတ်ပါတယ်။သူ့ရဲ့ခရီးတံမိษွေတွေကဖျားတကယ်မှာမဲအကျွတ်ပိုကြီးမားတဲ့အစီအစဉ်တစ်ခုရှိလိမ့်မယ်လို့အားပေးခဲ့တယ်။မွတ်စလင်မိษွေတွေကလည်းကြရှုံးမှုဆိုတာအလားအရှင်မြတ်လက်စမ်းသပ်မှုတစ်ခုပဲ။ကြံ့ကြိုင်မှုနဲ့ကြော်လွှားရမယ်လို့အားပေးခဲ့ကြတယ်။ဟွန်းဒီလိုမတူညီလက်ယုံကြည်မှုတွေကလာတဲ့အားပေးစကားတွေအလုံးကသူ့အတွက် ရှုထောင့်ပေါင်းစုံကနေအားပေးစေခဲ့တယ် ငါတီလောက်တဲမခေါ်ဘူးဆိုတဲ့ခံစားချက်ကိုရစေခဲ့ပါတယ်။ကောင်းပါပြီ။သူကအသွေးခေါ်ပိုင်း၊စိတ်ပိုင်း၊လူမှုရေးပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာမှာဒီလိုတူတီနဲ့သူ့ကိုယ်သူပြန်လဲတိဆောက်ခဲ့တယ်။ဒါပေမဲ့လက်တွေ့ဘဝကတော့ပြန်ရင်ဆိုင်ရအောင်ပါပဲလေ။ဟုတ်တာပေါ့။ပါရဂူဘွတ်အတွက်ကြောင်းဒီပြန်လျှောက်ရမယ်။ဒီနေရာမှာအရင်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။အဲ့ဒါကတော့သူ့ရဲ့ကြောက်ရွံ့မှုကိုရှောက်လာမှာဘယ်လိုဖော်ပြမလဲဆိုတာပဲ။ဒါတကယ့်ကိုအရေးကြီးတဲ့အလဲပြောင်းွယ် အစားပိုင်းမှာတော့ तू ကဒီအကြောင်းကိုတက်ရိုက်မပြောပဲတွေးဝိုက်ပြီးရေဟောစဉ်းစားခဲ့တယ်။ကိုရေကိုတာအကြောင်းကြောင့်အစီစဉ်ကိုရနာခဲ့ရသည်ဆိုတာမျိုးပေါ့။ဟုတ်ကဲ့။ဒါပေမဲ့နောက်ပိုင်းမှာ तू ကဒီလိုပုန်းရှောင်နေတာဟာသူ့ရဲ့ကြောက်စိတ်ကိုအနိုင်ပေးလိုက်တာနဲ့တူတူပဲလို့သဘောပေါက်သွားတယ်။ဒါကြောင့် तू ဟာရေသေးဝံ့ဝံ့ပဲအဖြစ်မှန်ကိုပွန့်ပွန့်လင်းလင်းဝန်ခံခဲ့တယ်။ဘလို့ပုံစံမျိုးနဲ့ရေးခဲ့ရတာလဲရှင့်။ဟုတ်ပြီရေးခဲ့တယ်။အင်းဒီတွေးကြုံကြောင်း သူရဲ့တကိဝါဒနာကိုရှာဖွေတွေ့ရှိခဲ့ပုံအုပ်စုလိုက်လောက်ဆောင်ရာမှာပုံမပြတ်သားစွာပြောဆိုတတ်အောင်တင်ယူခဲ့ပုံအခက်ခဲကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေတိုးတင်လာပုံကို အသေးစိတ်ရေးပြခဲ့တယ်ဒီလိုယောသားပွလင်မှုကသူ့ရဲ့ကိုကိုကိုယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီဆိုတာကိုပြနေတာပဲနော်အတိအကျပဲအဲ့ဒီလိုရဲရဲဝံ့ဝံ့ချင်းကတ်ခဲ့တဲ့အတွက်ရလက်ကဘလို့ထွက်ခဲ့လဲရလက်ကအောင်းအောစရာကောင်းလောက်အောင်အောင်မြင်ခဲ့တယ် ပါရဂူဝဲအစီအစဉ်၃ခုကနေလက်ခံကျင်းခံခဲ့ရပြီးတစ်ခုကတော့ပညာသင်စုအပြည့်နဲ့ဖြစ်ပါတယ်။ဟိုးတကယ်လည်းကောင်းတဲ့ရလတ်ပဲ။ဒါကဘာကိုပြတာနေလဲဆိုတော့တက္ကသိုလ်တွေဟာပြည့်ပြည့်စုံတဲ့မတ်တမ်းတစ်ခုတည်းကိုပဲကြည်လာမှာပဲ။ကြာရှုံးမှုကနေဘလို့ပြန်ထားပြီးဘာဒီတင်ယူခဲ့တယ်လဲဆိုတဲ့လူတယောက်ရဲ့ကြန့်ခိုင်မှုကိုလည်းတံပိုးထားတယ်ဆိုတာပါပဲ။ဒီအသေးကြောင့်ကနေသူရလိုက်တဲ့အကောင်းဆုံးအရာက ပါရာဂူဘွဲမီယာပြင်ရတာတခုတည်းမဟုတ်ဘူးလို့ဆိုလေသူ့ဘွားသေးကိုအစ်စ်ဝင်ရောက်လာတဲ့အရာဒီလဲရှိသေးလဲနော်ဟုတ်ပါတယ်အဲ့ဒါကတော့ပန်းချီဆွေချင်းနဲ့စာရေးချင်းဆိုတဲ့ဝါဒနာအစ်စ်တွေကိုရှာဖွေတွေ့ရှိခဲ့တာပါပဲအရင်ကမလုတ်ဖူးခဲ့တဲ့အရာဒီပေါ့ဟုတ်တယ်တခါမှမလုတ်ဖူးခဲ့ကိုသူရဲ့စွိုင်းပူပန်မှုတွေခံစားချက်တွေကိုစာရွက်ပေါ်ချရေးလိုက်တဲ့အခါအယောင်တွေနဲ့ပုံဖော်လိုက်တဲ့အခါမှာစိတ်သက်သာရရစေတဲ့ကုထုံးတစ်ခုလိုဖြစ်လာခဲ့တယ် အခုဆိုရင်သူ့ရဲ့အမှုပညာလက်ရာတွေကို Instagram မှာမျှဝေနေပြီးစာရေးဆရာနဲ့အမှုပညာရှင်တယောက်ဖြစ်ချင်းတယ်ဆိုတဲ့အိမ်မှာအစ်စ်တွေတောင်မွေးဖွားလာခဲ့ပြီတကယ်ကိုဘဝကတမယာတီးတွေဖေးလာတဲ့အခါဖြိုရီဖြစ်တော့လုံးလိုက်ပါဆိုတဲ့စကားအတိုင်းမင်းနော်ဟုတ်ပါအခုချိန်မှာ तू ဟာတမယာရီလို့တင်စားခေါ်ဖို့တဲ့စိတ်သက်ကြံ့ခိုင်မှုကိုပိုင်ဆိုင်ခံစားနေရပြီလို့ဆိုလိုက်တာပေါ့ဒီချက်ရှုံးမှုကသူ့ကိုအရင်ကတည်းကပိုပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင်ပုံသွင်းပေးလိုက်သလိုပါပဲဒီအကြပါပဲ ထို့တက်တော့ဒီချာရှုံးမှုကသူ့ဘဝရဲ့အဆုံးသတ်မဟုတ်ခဲ့ပေသူ့ရဲ့ပုံမှုကျေပြပြီးအတိပယ်ရှိတဲ့ဘဝတစ်ခုရဲ့အစဖြစ်ခဲ့ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်အတိကမှတ်သားစရာကတော့စိတ်သက်ကြန့်ခိုင်မှုဆိုတာအလိုလိုဖြစ်လာတာမဟုတ်ပဲတက်တက်ကြွကြွတိဆောက်ယူရတဲ့အရာ ဖြစ်တယ်ဆိုတာပါပဲနော်ဟုတ်ပါတယ်အရှိတိုင်းအတွေ့ခေါ်အနောက်တိုင်းကဗျာလူမှုအတိုင်းအဝိုင်းရဲ့အားပေးမှုကိုကိုကိုဂရုစိုက်မှုနဲ့ ကိုကြွှွှုံမှုရဲ့ဇလန်းကိုအကောင်းမြင်ရှုထောင့်ကနေပြန်လဲရေးသားခြင်းစတဲ့နီလမျိုးစုံနဲ့ဖွဲ့စည်းတိဆောက်ရတာဖြစ်ပါတယ်။နောက်ထောင်သူတွေအတွက်စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ဟုတ်ကဲ့ပြောပါရှင်။ဒီဟောပြောသူဟာအကြက်အသက်ဖြစ်နေချိန်မှာတက္ကသိုလ်ကပံ့ပိုးပေးတဲ့တရားဝင် အကြံပေးဆွေးနွေးမှု counseling service ကိုအသုံးမပြုခဲ့ပဲကိုပိုင်ရင်ချင်းမှုနဲ့ကိုပိုင်နီလန်းတွေကိုပဲအားကိုခဲ့တယ်။အင်းသူကြီးပြင်းလာခဲ့တဲ့မြန်မာလူဖွဲ့စည်းမှာ ဒီလိုပညာရှင်နဲ့ဆွေးနွေးတိုင်ပင်တာမျိုးကမတွင်ကြခဲ့တာကြောင့်အဲ့ဒီအချိန်မှာဒီဝင်ဆောင်ညှုကိုတုံးဖို့စိတ်ကူးတောင်မရခဲ့ဘူးလို့သူကဝန်ခံသွားတယ်။ဟုတ်ကဲ့။ဒါကမင်းကိုတကူကိုမွေးထုတ်လိုက်ပါတယ်။အခက်အခဲကြုံတွေ့ရချိန်မှာ ပြင်ပကပညာရှင်တွေရဲ့အကူအညီကိုရယူခြင်းနဲ့ကိုယ့်ရဲ့ယဉ်ကျေးမှုနောက်ခံကာလတဲ့အတွင်းစိတ်ရဲ့ခွန်အားကိုအားကိုးခြင်းကြမှာဘလို့ဟန်ချက်ညီရောက်လှုပ်ဆောင်တဲ့တယ်လေ။ဘယ်အရာကဘယ်အချိန်မှာပို့ပြီးအရေးပါလာနိုင်မလဲဆိုတာစဉ်းစားစရာဖြစ်ပါတယ်။